ကျောင်းရသူတိုင်းကိုမျက်ရည်ဝဲသွားစေတဲ့ကြောက်စဲကမူโจကျောင်းရဲ့အမိတ်ပြန်တန်းအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချက်ဆူလိုက်ပါတယ်မလ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်ကြောက်စဲမြို့မှာလည်းအဆောက်အဦတွေပြိုပြတ်သွားခဲ့ရတာပေါင်းငလျင်ကရန်ပြင်းထန်ခဲ့ပြီးကြောက်စဲမြို့မှာမူโจတစ်ခုရဲ့တိုက်ပြိုချသွားကကလေးတွေရဲ့အသက်များစွာဆုံးရှုံးသွားခဲ့ရတာပေါင်းကြောက်စဲမြို့က Bright King မူโจမှာကျောင်းသူကျောင်းသားအယောက်90ကျော်ရှိပြီးဆီယမ9ယောက်ရှိတယ်လို့သိရပါတယ် အတန်းရွယ်သုံးနှစ်ကျော်အရွယ်လေးတွေကနေစတင်ပြီးမူကြိုလာအပ်ထားကြတာပေါ့မိဘတွေကိုယ်တိုင်ចောင်းကိုလိုက်ဖို့ရတဲ့အရွယ်ဖြစ်ပြီးမလ28ရက်နေ့မှာဒီလိုအဖြစ်မျိုးကြုံရမယ်လို့ဘယ်သူကမှမထင်ထားခဲ့ကြပါဘူးကြိုတင်ခံမှန်းလို့မရတဲ့ငလျင်ပေးကြောင်းចောင်းသူចောင်းသား14ယောက်ဆ iam မ2ယောက်နဲ့ចောင်းတီထောင်သူတွေရဲ့ဆွေမျိုးတယောက်ပါဝင်စုစုပေါင်း18ယောက်ကွဲလွန်သွားခဲ့ရပါတယ်မူကြိုចောင်းကနှစ်ထပ်ခွဲတိုက်အဆောက်အဦဖြစ်ကငလျင်ကပြင်းထန်လို့ပြိုကျသွားခဲ့ရတာပေါ့ ဧပြီလ၂ရက်နေ့မှာတော့ပျော်ကျသွားတဲ့မူကျော်အဆောင်နေရာမှာတရားနာရေးစပ်ချခဲ့ပြီးခွဲလွန်သွားတဲ့ကလေးတွေနဲ့ဆရာမတွေအတွက်အမိန့်ပြန်တန်းကိုထုတ်လိုက်ပါတယ်။ငလျင်ဘေးကျောင်းမူကျော်မှာအသက်ဆုံးရှုံးသွားခဲ့ရတဲ့ကလေးတွေဆရာမတွေနဲ့အမျိုးသမီးတယောက်တို့ဟာဒီမူကျော်နဲ့မသက်ဆိုင်ထွက်တာကြောင့်သွားလို့ရကိုသွားနိုင်ပါပြီဆိုပြီးအမိန့်ပြန်တန်းထုတ်လိုက်တဲ့အချိန်မှာတော့မြင်ရသူတိုင်းကမျက်ရည်တွေကိုမထိနိုင်ကြတော့ပါဘူး။ဖြူစင်တဲ့ကလေးလေးတွေဟာလူလောကအကြောင်းကိုဘာမှမသိသေးခင်မှာပဲငလျင်ကျောင်းခွဲလွန်သွားခဲ့ရတာပေါ့။အမိန့်ပြန်တန်းဖက်ပြတဲ့သူကနမရီကိုတခုချင်းစီဖက်ပြတဲ့ ဲ့အချိန်မှာအတန်းလေးထိန်ဝင်သွားပြီးဆရာတင်းကအမိတ်ပြန်ပေးနေခဲ့ရပါတယ်။မူချိုရွယ်ကလေးလေးတွေကိုသွားလို့ရကိုသွားနိုင်ပါပြီဆိုရာကြောင့်ကလေးရှိတဲ့မိဘတွေရောကလေးမရှိတဲ့သူပါရန်ဆိုင်မကောင်းဖြစ်သွားရပါတော့တယ်။ကွယ်လွန်သွားတဲ့ဆရာမနှစ်ယောက်ထဲကဆရာမတယောက်ဖြစ်တဲ့ဆရာမလူလူအောင်သူ့ရဲ့အသက်နဲ့ကလေးသုံးယောက်ရဲ့အသက်ကိုလဲသွားခဲ့တဲ့သူပါ။ အစာအုပ်ပြီးသွားတဲ့အချိန်မှာဆီယာမားကကလေး၃ယောက်ကိုသူ့ရင်ခွင်ထဲမှာထည့်ထားပြီးကောက်ခွဲပေးထားပါတယ်။ကဲဆဲရဲတွေရောက်လာပြီးတဲ့အချိန်မှာဆီယာမားကောက်ခွဲပေးထားတဲ့ကလေး၃ယောက်ကိုအနည်းငယ်ကင်းကင်းနဲ့ကဲထုတ်ပေးနိုင်ခဲ့တာပေါ့။ဆီယာမားကကလေးတွေကိုစိတ်ပူနေပြီးကလေးတွေကိုပဲဦးစားပေးခဲ့ဖို့ပြောခဲ့ပါတယ်။ကဲဆဲရဲဖွဲ့ကဆီယာမားကိုအောက်ဆီဂျင်နဲ့ရေလိုအပ်လာဆိုပြီးမေးတဲ့အချိန်မှာဆီယာမားကမလိုအပ်ကြောင်းပြန်ဖြေနိုင်ခဲ့ပါသေးတယ်။ သူရင်ွယ်တန်းမှာကောက်ွယ်ပေးထားတဲ့ကလေး၃ယောက်ကိုကယ်ဆယ်ရေးအဖွဲ့တွေထံအပ်ပြီးစိတ်ချသွားရတဲ့အချိန်မှာဆီယာမကဆိတ်လျှော့လိုက်ပုံရပြီးကွယ်လွန်သွားခဲ့ရပါတယ်။ကယ်ဆယ်ရေးတွေကဆီယာမကိုမင်းနေပေမဲ့ဆီယာမကဘာမှပြန်မဖြေတော့ပါဘူး။ကယ်ဆယ်ရေးအဖွဲ့တွေကဆီယာမကိုတိုက်ပြိုရကြတဲ့ကနေအပြင်ကိုခေါ်ထုတ်နိုင်တဲ့အချိန်မှာအသက်မပါလာတော့ပါဘူး။ဆီယာမကသူ့ရဲ့အသက်ကိုနောက်ဆုံးချိန်ထိကလေးတွေရဲ့အသက်နဲ့လဲသွားခဲ့တဲ့သူပေါ့။ဆီယာမလူလူလိုခေါ်တဲ့ဆီယာမလူဆာဟာအသက်28နှစ်အရွယ်ရှိပြီဖြစ်ကခရစ်တော်မှာထာဝရအိပ်ပျော်သွားခဲ့ပါပြီ။ ဆီယာမကသူ့ရဲ့အသက်ထက်ကလေးတွေရဲ့အသက်ကိုဦးစားပေးခဲ့တာကြောင့်ကလေးများစွာအသက်ရှင်ခွင့်ရခဲ့တဲ့သူပေါင်းအသက်ဘေးနဲ့ကြုံတွေ့လာရတဲ့အချိန်မှာကိုယ်တိုင်လူမျိုးဖို့ကိုပဲဦးစားပေးတတ်ကြပေမဲ့ဆီယာမကတော့သူ့အသက်ထက်တပည့်တွေရဲ့အသက်ကိုကယ်တင်ခဲ့သူဖြစ်ပါတယ်တပည့်တွေကိုအသက်ပေးပြီးတော့မြစ်တာတွေပြတ်သွားတဲ့နှလုံးသားနှားတဲ့ဆီယာမလေးကိုလည်းအမိန့်ပြန်ပေးရတဲ့အတွက်အလုံးကဆေးမကောင်းကြပါဘူးငလျင်ကမိနစ်ပိုင်းလောက်သာလှောက်ခဲခဲ့ပေမဲ့လည်းအနာခံများစွာကတော့ပတ်သွားခဲ့ရပါတယ် မူကြောမှာကွယ်လွန်သွားခဲ့ရတဲ့ဆီယမတွေနဲ့ကလေးတွေလည်းဒီလိုအဖြစ်မျိုးနောက်ဘယ်တော့မှမကြုံတွေ့စေဖို့အတွက်ဆူတောင်းပေးလိုက်ရပါတယ်နော်။အကြောင်းမျိုးမျိုးကြောင့်ကွယ်လွန်သွားခဲ့ရတဲ့သူတွေကောင်းရဖုံဘွားရရှိစေဖို့နဲ့ကိုကြီးလမ်းညွန်ထောက်ပံ့ပေးသူတွေကိုကျေးဇူးထူးတင်ကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။